ကိုကောင်နဲ့ပလောင်နဲ့ရံဖြစ်နေကိုကောင်နဲ့ကိုကောင်နဲ့ဟိုအလူငွေကောက်ကောက်တဲ့ဟာပလောင်နဲ့ကလာတိမ့်ခံလို့အဲ့ဒါရံဖြစ်နေကြတယ်ကိုခိုင်မျိုးငလင်တန်အလူငွေကောက်ခံသည့်နေရာ TNLA နဲ့ ANDA ခိုင်ရန်ဖြစ်ပွား KNLA တပ်သားတဦးတေဆုံးမှုဆိုရှမ်းပြည်ကုတ်ခိုင်မြို့တွင်ငလင်တန်အတွက်အလူငွေကောက်ခံသည့်နေရာ၌တအောင်ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်ကိုကန့်တပ်ဖွဲ့ MNDAA တို့ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည့်ယနေ့ဧပြီလ၁ရက်နေ့လယ်၁၀နာရီခွဲတွင်ကုတ်ခိုင်မြို့မှဈေးနေရာ၌ ကိုကန့်တက်ဖွဲ့ MNDAA မှမန္တဖွင့်လက်ကငလင်တန်အတွက်အလူငွေကောက်ခံနေစဉ် TNFA တပ်သားများရောက်ရှိလာပြီးနေရာမှထွက်ခွာသွားရန်နှင်ထုတ်ခဲ့ခြင်းကြောင့်နှစ်ဖက်တပ်သားများခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းဒေသခံများကပြောသည်ဇေနာမှာကိုကန့်တက်ကိုအလူခံမန္တကနေထွက်သွားဖို့ပလောင်စစ်သားကလာပြောတာအဲကနေစပြီးတော့ရန်ဖြစ်ကြတာကိုကန့်ဘက်ကတနတ်တင်နဲ့ထုလိုက်လို့ပလောင်စစ်သားတယောက်ခေါင်းပေါက်ပြီးတည်တယ်ပြောတယ်အခုနှစ်ဖက်လုံးအင်အားဖြစ်ပြီးစည်ရည်တင်းမာနေကြတယ်ဟု ကုတ်ခိုင်ဒေတာခန့်အမျိုးသားတအူးကချမ်းတန်တော်စင်ကိုပြောသည်လက်ရှိဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ TNLA ထိန်းချုပ်ထားသည့်ကုတ်ခိုင်မျိုးပေါ်တွင် LNDAA မှခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲအလူခံမန်နက်ဖွင့်လှစ်ခြင်းကြောင့် TNLA တပ်သားများမှလာရောက်နေထုတ်ခဲ့ကြောင်းဒေတာခန့်များကပြောဆိုတော်လဲချမ်းတန်တော်စင်မှ TNLA ပြောရေးဆိုခွင့်ရှိသူထံအတည်ပြုနိုင်ရန်ဆက်သွယ်မေးမြန်းနေသည့်ကုတ်ခိုင်မျိုး TNLA နှင့် NNDAA နှစ်ဖက်တဖွဲ့ခိုက်ရန်ဖြစ်ပွားမှုအတွင်း TFA တပ်သားတဦးဦးကောင်းရိုက်နှက်တံရဖြင့်တေဆုံးခဲ့ကြောင်းကနဦးသိရှိရတော်လဲအသေးစိတ်ကိုဆက်လက်စုံစမ်းနေသည် ကိုကောင်နဲ့ပလောင်နဲ့ရန်ဖြစ်နေကိုကောင်နဲ့ကိုကောင်နဲ့ဟိုအလူငွေကောက်ကောက်တဲ့ဟာပလောင်နဲ့ကလာတိန်ခံလို့အဲ့ဒါရန်ဖြစ်နေကြတယ် းကောက်နေလူငယ်ကောက်တဲ့ဟာကိုဘလောင်နဲ့လာတိတ်ခိုင်းတာမလင်ဘေးတဲ့လူငယ်ကောက်တဲ့ဟာအဲ့ဒါဘလောင်နဲ့လာရှာရှည်လာတိတ်ခိုင်းတာ